မိုးရသွန်းမှုကြောင့်၁၈နှစ်ကြာနေထိုင်ခဲ့တဲ့သူမတို့ရဲ့အိမ်လေးမြေပြိုပြီးပျက်စီးသွားခဲ့ရပြီဆိုကစိတ်မကောင်းဝမ်းနဲ့စွာရင်ဖွင့်လာခဲ့တဲ့အဆိုတော်နီလန်မင်္ဂလာပါပရိသတ်ကြီးရှင်အဆိုတော်နီလန်ကတော့မြမိုက်တော်တချင်းဆို ပြိုင်ပွဲကနေတဆင့်လူတီများလာခဲ့တဲ့ချင်းမလေးဖြစ်ပြီးဒီနေ့ဒီချိန်ထိလည်းပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းကိုလက်ခံရရှိနေစေအဆိုတော်တယောက်ဖြစ်ပါတယ် ဆူရိုနီလန်ဟာသူမရဲ့စီးပွားရေးအနေနဲ့သူမရဲ့ဇာတိမျိုးလေးဖြစ်တဲ့ဟာခါမျိုးမှာပဲနီလန်ဘျူတီဆိုတဲ့ဆိုင်လေးကိုဖွင့်လှစ်ထားသလိုအကိုဖြစ်သူနဲ့အတူမီနီစတူဒီယိုလေးဖွင့်ခဲ့တာလည်းဖြစ်ပါတယ်။အဆူရိုနီလန်ရဲ့ဇာတိမျိုးလေးဖြစ်တဲ့ချင်းပြည်နယ်ဟာခါမျိုးမှာတော့မိုးသည်ထန်စွာရွာသွန်းမှုကြောင့်မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီးအဆိုပါမြေပြိုမှုတွေထဲမှာအဆူရိုနီလန်ရဲ့နေအိမ်နဲ့သူမတို့မောင်နှမနှစ်ယောက်ဖွင့်လှစ်ထားတဲ့စတူဒီယိုကန်းတွေပါပါဝင်သွားခဲ့တာဖြစ်ပါတယ်။ အဆိုလိုနီလန်းကသူမ16နှစ်ကြာနေခဲ့တဲ့နေအိမ်လေးဟာမြေပြိုပြီးပျက်စီးသွားခဲ့ပြီလို့သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြောပြလာခဲ့တာလည်းဖြစ်ပါတယ်။2009နှစ်ကနေစပြီး2018ခုနှစ်အထိနေခဲ့တဲ့အိမ်လေးဖြစ်ကောင်အခုလက်ရှိမှာလည်းသူမရဲ့နီလန်း Beauty Studio အသစ်ကြီးမဖွင့်ခင်ထိုနေရာလေးမှာပဲ Mini Studio ဖွင့်ခဲ့တာလို့လည်းသိရပါတယ်။ ဒါအပြင်ဒီဇိုင်နာဖြစ်သူအကိုရဲ့အလုပ်ယုံကိုလည်းအစိုးရနေရာလေးမှာပဲဖွင့်လှစ်ထားခဲ့တာကြောင့်မောင်နှမနှစ်ယောက်စလုံးစူးစမ်းခဲ့တဲ့နေရာလေးဖြစ်တယ်လို့လည်းနီလန်းကပြောပြလာခဲ့ပါတယ်။အဆိုတော်နီလန်းကစူးစမ်းထားတဲ့အရာတွေတဲကတခုတည်းသောနီလန်း Beauty Studio ရဲ့ Mini Studio လေးကတော့လက်လွတ်ရတော့မယ်ထင်တယ်။အကိုရဲ့အလုပ်ယုံအပါအဝင်ပေါ့၂၀၀၉ကနေ၂၀၁၈အထိကြီးပြင်းခဲ့တဲ့အိမ်လေးမျိုးပို့ပြီးတော့ဝန်းနေမိပါတယ်။ ။နောက်ပြီးမောင်နှမနှစ်ယောက်စလုံးစူးစမ်းတဲ့နေရာလေးမှုစိတ်ထိခိုက်ရတယ်။ဘယ်တက်နိုင်မှာမလဲထပ်စူးစမ်းရမှာပေါ့။နီလန်းတို့မရှိတော့ဖြစ်သွားတဲ့အတွက်အဖက်ဖက်ကနေအပင်ပန်းခံအစီစဉ်ဆောင်ရွက်ပေးတဲ့မကြီးခဲဦးနဲ့တကွာပေါင်ဝင်သူတယောက်စီတိုင်းကိုအဝေးကနေကျေးဇူးတင်ပါတယ်ရှင်ဦးဆိုကသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေဝမ်းနဲ့စွာနဲ့ရှင်းပွင့်ထားတာပဲဖြစ်ပါတယ်။ အခုလက်ရှိမှာတော့မြန်မာနိုင်ငံတဝန်းမှာမိုးသည်ထန်စွာရွာသွန်းမှုကြောင့်တောင်ကျရေစီစင်တာတွေချောင်းရေကြော်တာတွေကြောင့်မြေအနေပိုင်းဒေသတွေမှာရေကြီးရေရှမ်းမှုတွေဖြစ်ပွားနေသလိုမိုးသည်ထန်စွာရွာသွန်းမှုကြောင့်မြေပြိုတာတွေအိမ်ပြိုပျက်စီးတာတွေလည်းဖြစ်ပွားနေတာပဲဖြစ်ပါတယ်။